ဒီပါရသမီရဆရာကြီးကဘုံကံပါရမီနဲ့တပည့်သားကြီးတွေနဲ့ဤကဲ့သို့ကြီးကျယ်နေတဲ့ပုဂ္ဂိုလ်ကြီးကဒီတရားတွေအလွဲတွေဟောနေမှဆိုလို့ရှိရင်ဗျာအာရမောပုဂ္ဂိုလ်တွေဗျာအကုန်ဒုက္ခရောက်ဖြစ်ရဲ့ဘယ်ညာနဲ့သွားမြန်မြေလုံးပိဋကနာပိဋ္ဌဆိုတော့သူတရားတာကိုဗျာရှင်းမလားရှင်းပါဘူးကဲညီညီရောအနန္ဒာအနာရှိတော့ရှင်ဗျာတော့ဘုရားလုံးကြတာပြီးတော့ရှင်ဗျာဟောဖို့ချိန်ရောက်ပါပြီရှင်ဗျာပဲ ဆုံးမတွန်သင်မှုအရှင်ရောက်ပါပြီတတိယရှင်ပြည့်ဆက်ဟောပါကဲဒါကဲအားလုံးသောတန်ခါလေးရောလူတွေရောပါအကြောင်းပြလိုက်မြတ်စွာဘုရားသခင်ကိုရမကြီးပန်းမရမဆက်တဲ့တရားကိုဥပဒနာအကျဉ်းချုပ်နဲ့တန်မရပြတ်တဲ့တရားဟောလိုက်မယ်ဆိုတော့မင်းကြော်ညာပေးလိုက်အားလုံးတန်ခါလေးမရှိတဲ့ကြောက်စီကောင်းကောင်းထိုးလိုက်ဆုံးမတန်ခါလေးရောလူတွေရောကိုစုစုလာတဲ့အချိန်ကြရမှာဘုရားသခင်ကိုရမကြီးကဟောပြီတရားဓမ္မတော့ မျက်လုံးနဲ့ဒါကကြောက်ကလေးတစ်ခုမျက်လုံးနဲ့မြင်တယ်မြင်တဲ့အခါကျတော့လူချင်းမှုလည်းပေါ်ပင်ပေါ်မဲတယ်တင်နာပါမလူချင်းမှုကောပေါ်ပါပါလူချင်းမှုမလူချင်းမှုကင်းတယ်ဓမ္မရောပေါ်ပါဘယ်နှမျိုးပေါ်သုံးမျိုးအဲသုံးမျိုးပေါ်တယ်ကွာဓမ္မပေါ်ပါနဲ့ဆိုလို့တော့ဒကာဓမ္မတွေမရဘူးပေါ်ပါတပတ်ကြဓမ္မပေါ်ပါနဲ့ဆိုတော့ဒါကဓမ္မနေမှာကွာကိုမြင့်တို့မောင်နိုင်တို့ မပေါ်ပါနဲ့ဆိုတော့မရဘူးမရဘူးဉာဏ်ခွင့်ဒီသုံးခုတခုကပေါ်ရမယ်တပည့်ကြားဒါပဲနဲ့ကြောင့်ပေါ်ရတော့အိုးဒါနင်းပါလေဆောင်းမင်းငွေလာတာကိုမောင်နိုင်ကထူးထူးဆန်းဆန်းလာသူ့ပေါ်မြဲလာပေါ်မြဲအမြဲတမ်းပဲဒီတော့မူလာမဲတဲ့တရားဓမ္မတော့ပုရိသန်သာမှိုင်လာမဲတဲ့ဒီတော့မူတခုမလာပါနဲ့ဆိုတော့မလာပါဘူးကျေနပ်ပါဘူးကျေနပ်ပါအဲ့တော့လာတဲ့နေရာမှာဖះရတာအသုံးချရမယ်မြေလုံးဖွင့်တာဖွင့်ထား လာတဲ့နေရာမှာမောင်နှံရဲ့သိသိနိုင်ရမယ်မှန်ပါသဘောကျကျားကောင်းပြီဒါဖြင့်တရားဓမ္မတွေယခုသိဏ္ဍဘကလေးလိဏ္ဍဘကိုခွန်ကြီးခုရှင်းပြပါပြီတဲ့လိဏ္ဍဘနေရာမှာတရားဓမ္မတို့ဝန်တာရလည်းလာနိုင်တယ်နော်မှန်ပါဝန်နေတာတော့မှန်ပါဝန်တာဝန်နေခြင်းတဲ့သဘောလေးကိုမှန်ပါဒါနဲ့မြင်ကံမြတ်တာတွေဟုတ်လားလောကျင်ကံမြတ်တာဖို့ဖို့ အဲဒီဥစ္စာဥပ္ပခါသဘောနဲ့ဒီနေရာလာတယ်ဆိုတော့လည်းခုနကရှင်းပြခဲ့ပါပြီဟုတ်ပါဘူးအဲ့ဒါဒီနေရာပါရမီလား၃မျိုးလားဟော၃မျိုးလားတော့မင်းတို့အိန္ဒိယဒီဘက်သံဃာမဆက်ရှင်လို့ရှိရင်ငါသိသိချာချာသံဃာပြတရားကိုဟောတာလေးကိုငါဖြတ်ခိုင်းမယ်လေးနံပါတ်ဖြတ်ခိုင်းမယ်ဒကာဓမ္မတို့ဘယ်နံပါတ်လေးနံပါတ်မတော်ပါနဲ့ဆိုလို့လည်းမရဘူးတဲ့လာပါပဲတဲ့ဒကာဓမ္မတွေ မလာပါနဲ့ဆိုတော့ဘယ်ကားရမရပါဘူးမျိုးလုံးရှိတယ်လို့ဖွင့်မှာပဲဖွင့်တော့ဒါတော့ပေါ်မှာလိုချင်မှုလိုက်ကြရမယ်မလိုချင်မှုမရပါဘူးလိုချင်မှုမလိုချင်မှုကင်းတဲ့သဘောပေါ့မရပါဘူးလမ်းမှာပဲလိုက်ကြရလာပြီခင်ဗျာကကိစ္စမရှိဘူးတဲ့ဒါဝိသိပရိစ္ဆာမဟုတ်ပါကြီးနိမဝိရိယဖြစ်တဲ့နိမအမြဲတမ်းပေါ်တယ်တရားပဲတဲ့လာတာမလာတာဘာမှမတတ်နိုင်ဘူး သဘောကြလာရမလာရဘူးတော့ဘယ်သူမှမလာဘူးဘယ်သူမှမလာနိုင်တော့လာမှာပဲတဲ့ဥစ္စာဒကာရမတို့အရေးကြုံပြီနော်အရေးကြုံပါပြီတဲ့ဒါဘုရားသခင်ကုရမေကြီးတန်ထရာမဆက်တဲ့တရားကိုသူဟောပါလေအိန္ဒိယဘာဝနာဒါတို့အရိယာတို့တရားကတော့ဘွားတဲ့ဒီနေရာမှာပေါ်တဲ့တရားကိုစဉ်းစားဖို့ပဲဒါမပေါ်ပါရင်နဲ့တော့အိန္ဒိယတွေပါရုရဆရာကြီးကတော့ဒါကိုမပေါ်ချင်နဲ့ပြောတယ် ဘုရားကဒါပေါ်ပြီသဘောကျလားဘုရားကပေါ်ပါပါဘုရားကပေါ်ပြီဆိုတဲ့ဥစ္စာကမပေါ်ပါနဲ့ဆိုလို့ကိုမရလို့ဝိသီနိယမပရိစ္ဆေသမုပ္ပါနိယမကိုဘုရားက तू လည်းမတန်းနိုင်ဘူးပေါ်ပြီပြောတယ်ဘယ်လိုတော့နိုင်တော့လဲအာရမတန်းတယ် မြင်လို့လိုချင်တာလည်းဘုရုဒါနိုင်တော့မတားမြင်လို့မလိုချင်တာဘုရားအဲမြင်ရတာနဲ့ပဲလိုချင်မှုမလိုချင်မှုကင်းတဲ့သဘောလေးပေါ်တာရောမတားမြင်ဘူးဘုရားမတားနိုင်ဘူးတရားဓမ္မတို့ဒါမျက်လုံးသာဖွင့်ဒီနေရာကတော့ပြန်ရောက်ပါမှာကြီးပဲမှန်ပါရှင်းမလားရှင်းပါသိသိချင်ချင်နားထောင်ပါတရားဓမ္မတို့ဒီဥစ္စာဝိပဿနာအတူနီးနဲ့ဘုရားကတခါတန်ဆရာစကားကိုဖြတ်လန်းလန်းနေပြီးပြတယ် တရားလို့ဥပ္ပိဘာနာသပါဠိတော်မှာဒါဟောပြီးတော့မောင်နေရဲ့နောက်မဟောတော့ဒါအနှံ့ရေးကြည့်တဲ့တရားလို့ဒကာဓမ္မတွေမှတ်ပါအဲ့ဒီတော့ကိုယ်တဲ့ဒီတရားပေါ်တယ်ဆိုတာတော့ဖြင့်ဒကာဓမ္မတို့ဘာမှဒါလို့မရလို့ပေါ်တာကိုပေါ်စီရှင်းမလားရှင်းပါဒီတရားမပေါ်ပါနဲ့ဆိုတော့မရပါဘူးပေါ်တယ်ကိုအသုံးချဖို့ပဲကျွတ်တော့ကရေးကြည့်မှန်ပါပါရိဝိယဆရာကြီးကတော့ဓာတ်ကိုသူကမပေါ်ဘူး ခိုက်တယ်။သူ့ဘောဘောကနဲ့ဆိုတော့နေမတရားလား။မနေပါဘူး။နေရမှာလားကွာ။နေမှာဆိုတော့ဒါဗိဒါဘောဒါဗိဒါဘောဆိုတော့ကျောင်းလို့ပြက်လို့ကျောင်းလို့ပြန်လို့ရတယ်။မရပါဘူး။ရှင်းတော့ကြလား။ရှင်းပါဘူး။ဒါတရားအစ်စ်ကိုဟောရမယ်ဆိုလို့ရှင်းဘင်းကနေအကုန်ရှင်းပင်းနေတာနော်။ရှင်းဘင်းကအကုန်ရှင်းပင်းနေတယ်။ဒါင်္ဂါဖြင့်မြင်လို့ရှင်းခင်ဗျားတို့သာသမီမြင်လဲတခါတည်းကြလို့ရှင်းခင်တာလည်းပေါ်ရင်ပေါ်မယ်။အဲ မြတ်မွေးစုတနေ့ကြည်ရတာဟုတ်လားကြည်လက်ရှိတဲ့နဲ့အဘောကဆုတ်ပြတ်လို့အစရှိရင်ဒီလိုလေးပေါ်ရင်ပေါ်တာမှန်ပါဘူးလားမှန်ပါဘူးဘောနေတာပဲတခါတည်းကျတယ်အောင်ပဲသွားကြလို့ဘာမှမသိုံလေးတော့မြင်တဲ့ဘောပေါ့မှန်ပါပါရှင်းမလားရှင်းပါဘယ်လိုပေါ့တုံးတုံးပေါ့အဲပေါ်တာလေးကိုစဉ်းစားပေါ်တာလေးကိုဒါပေါ်တော့ပေါ်ပြီနောက်ကနေဒီတရားဓမ္မတွေကစဉ်းစားဒီပေါ်တဲ့တရားလေးစဉ်းစား ဘောရတရားလေးကဒကာဓမ္မတို့ကစဉ်စားရလုံးလေးသာထုတ်လိုက်ပါသဘောကျဘောရတရားလေးကိုပါလို့ရစဉ်စားလုံးထုတ်အောင်မယ်ဒကာဓမ္မတို့ဘောရတရားပါလို့ရစဉ်စားလုံးထုတ်အောင်ဩဒီတရားလေးကိုခင်ဗျားတို့ခုဘုန်းကြီးကစဉ်စားလုံးကိုဖြစ်ဆွပြီးဒီကရဒကာဓမ္မတို့နားမလဲလဲအောင်ပဲရှင်းပြပါတော့မယ်နော်ဒီတရားလေးကမောင်နိုင်တို့ကိုမြင့်တို့ရဲ့စဉ်စားဟောဒီအကြောင်းမရှိဘဲနဲ့ပေါ်ပါ ောဒီအကြောင်းကပြုပြင်လို့ပေါ်လာတဲ့တရားကိုတွေးလိုက်မှန်ပါဒီကြောက်ကြီးဆိုတော့အရှင်းကပြုပြင်လို့ပေါ်လာတဲ့တရားမှန်ပါကြောက်မရှိရင်ဒီလိုချင်ဆရာလာပါဒါဖြင့်လိုချင်တာသာသာဩကြောက်ကပြုပြင်လို့ပေါ်တဲ့တရားကိုတွေးသဘောကြဒီတရားဘုရားကြောင့်ပေါ်လာတာအဲကြောက်ကပြည့်စုံလို့ပေါ်လာတဲ့တရားရှင်းမလား ဒဲနဲ့ကြောက်ကပြည်စင်တော့ပေါ်လာတဲ့တရားဆိုတဲ့အတူပဋိစ္စသမုပ္ပန္နတရားလို့ပြောတယ်။စာလို့ပြောတော့ချုပ်တယ်မပြောတော့နော်။ဒီကြောက်ကြည့်ဦးတရားကပြည်ပြန်လို့ပေါ်လာတဲ့တရားမှဟုတ်ပါရဲ့လားတရားဓမ္မတို့လေးနံပါတ်ဟုတ်ပါဘူး။အဲအော်ပြည်ပြန်လို့ပေါ်လာတဲ့တရားလို့ချက်ချင်းတွေ့ပါလား။မှန်ပါဘူး။ဟုတ်လား။ပြည်ပြန်လို့ပေါ်လာတဲ့တရားဖြင့်သင်္ခါရတရားမှန်ပါပြုပြန်လို့ပေါ်လာတဲ့တရားသင်္ခါရတရား ဒီဒီတရားတော့မပြုတ်ပြင်မဲနဲ့ပြင်ဒါပေါ်ပုံပေါ်ဟုတ်ပါဘူးစဉ်းစားကြည့်ပါဒီကလေးကငိုဆွေငိုတာပါပဲဒီမေဟာဒီကလေးကပြုံးလိုက်ဆင်ပြုံးပါဘူးဒါဖြင့်ဒီအာယုံကပြုတ်ပြင်နေတယ်ဆိုတော့မပေါ်ကြဘူးလားဟုတ်ပါဘူးဒါရင်သူသင်္ခါရတရားဟုတ်ပါဘူးမပေါ်ကြကြားပါဘာတရားခေါ်ကြသင်္ခါရတရားဟာဒါဖြင့်သူသင်္ခါရတရားပါလားလို့သင်္ခါရတရားလို့ပဲတွေးလိုက်သင်္ခါရတရားလို့တွေးလိုက်တော့သူဒီလောဘကဟုတ်သေးရဲ့ ဒေါသရောမဟုတ်ပါဘူးအဲမောဟတရားရောမဟုတ်ပါဘူးဟုတ်ပါဦးကြသင်္ခါရတရားလေးပဲလို့ဆိုတွေးလိုက်ပါမှန်ပါသင်္ခါရတရားပရိစ္ဆသမုပ္ပန္နတရားသဘောကျဒါဖြင့်သင်္ခါရတရားမှလည်းသိပြီပရိစ္ဆသမုပ္ပန္နတရားလည်းသိသွားပြီဆိုလို့ရှိရင်ဖြင့်တဲ့ဒါကိုခမည်းတော်သင်္ခါရတရားပရိစ္ဆသမုပ္ပန္နတရားလို့ခမည်းတော်ကတွေးလုံးလေးနောက်ကနေပြီးတွေးလုံးလာဆိုပေါ်တိုင်းပေါ်တိုင်းတွေးလုံးဖို့မှန်ပါ သဘောကျပါဘယ်ဘောတိုင်းတွေ့လုံးထုတ်လိုက်တဲ့အခါကျတော့သင်္ခါရတရားပြိစ္ဆာသမုပ္ပါဏတရားဆိုသဖြင့်သင်္ခါရတရားဖြင့်ပြည့်တယ်မှန်ပါမလားဘူးလားမှန်ပါပြိစ္ဆာသမုပ္ပါဏတရားဖြင့်ချုပ်တယ်မှန်ပါမလားဘူးလားမှန်ပါသင်္ခါရတရားဖြင့်ပြည့်ပြိစ္ဆာသမုပ္ပါဏတရားဖြင့်ချုပ်ချုပ်တယ်ဆိုတော့ပြိစ္ဆာသမုပ္ပါဏတရားဆိုတာကတော့ဖြစ်ပြီးချုပ်ရပါဘူးမှန်ပါမချုပ်ရဘူးလားချုပ်ပါအဲ့ဒီကဲတော့ဒီတရားလေးကိုဓမ္မတို့ ခမားတနာလဲတဲ့ညာနဲ့ပြောမယ်ဆိုလို့ရှိရင်ဖြင့်ဒီတရားကိုခမားတို့ကလောဘလို့လည်းမယူနဲ့ဒေါသလို့လည်းမယူနဲ့သင်္ခါရတရားဖြစ်ပျက်ကလေးပဲသာလုံလိုက်ပါပါရှင်းမလားရှင်းပါပါဒီတရားလေးလိုချင်တာလေးလားဖြစ်ဖြစ်ရှိလိုက်ပါပါမလိုချင်တာလေးလားဖြစ်ဖြစ်ရှိပါသဘောကျလိုချင်မှုမလိုချင်မှုကင်းတဲ့စိတ်လေးပေါ်လာတယ်ဖြစ်ဖြစ်ရှိပါအဲ့တော့ဒီညာမှာဖြစ်ပျက်နေရှုလိုက်တော့သူကဖြစ်ပျက်ဖြစ်တော့သူ့နောက်ကရှုတာမက်လာဖြစ်တော့ဒီဥပါဒံတို့ကံတို့ လာရဲမလာဒီဘက်ကဇတိစရာမရဏမလာမလာတော့ဩဒါဒီလိုရှုလိုက်တဲ့အတွက်ငါဘုရားခင်ကိုရမေကြီးကမင်းတို့ဟောပါလေကွာတဲ့လောဘလည်းမရှိဘူးကွာလောဘလည်းမဟုတ်ဘူးတဲ့ဟုတ်သေးရဲ့ဟုတ်ပါဘူးသင်္ခါရတရားပရိစ္ဆေသမုပ္ပါဒတရားပဲဖြစ်ပါဒေါသလည်းမဟုတ်ဘူးကွာပါတယ်သင်္ခါရတရားပရိစ္ဆေသမုပ္ပါဒတရားအဲ့ဒါသင်္ခါရတရားပရိစ္ဆေသမုပ္ပါဒတရားလို့မင်းတို့ကအော်သူပြည့်ပြင်လို့ပေါ်လာတဲ့တရားသူပြည့်ပြင်လို့ပေါ်လာတဲ့တရား ဒီလိုသိပြီးဒီကလာနေလို့ရှိရင်ဒီသိတဲ့အချိန်ကျတော့ပြုပြင်လို့ပေါ်လာတဲ့တရားလို့လည်းသိပြန်တော့သိတဲ့အချိန်မှာပြုပြင်လို့ပေါ်လာတဲ့တရားတွေမရှိဘူးဆိုတော့လည်းပါသွားတယ်ပါမပါဘူးလားပါပါဘူးပြုပြင်လို့ပေါ်လာတဲ့တရားလို့သိရင်မရှိသေးရလားရှိပါဘူးမရှိတော့အဖြစ်လည်းသူသိမှန်ပါအပြက်ကသိပါဘူးဒါဖြင့်လောဘလားဖြစ်ပြက်လားဖြစ်ပြက်ပါဒေါသလားဖြစ်ပြက်ဖြစ်ပြက်ပါမောဟလားဖြစ်ပြက်ပါအဲဒါဖြင့်ဖြစ်ပြက်နောက်ပဲသိတာလားမှန်ပါ ဒီလိုဖြစ်သွားလို့ရှင်ဒါမျက်လုံးဖွက်မှာกว่าမှန်ပါဘာကြအဲ့တော့ဒီညာဘာသာဘာညာလို့ဆိုမရောလို့မေးဖို့မလိုဘူးလားမှန်ပါဟောဒီလောကလည်းလောဘဖြစ်မထားဘူးဒေါသလည်းဒေါသဖြစ်မထားဘူးဖြစ်ပြက်ပဲထားတယ်မောဟရောမောဟဖြစ်မထားပါဘူးဖြစ်ပြက်ထားဖြစ်ပြက်ပဲထားတော့ဟောဒီကဒါကနဲ့ဖြန့်တော့ဘူးဖြစ်ပါလောဘနဲ့ဒေါသမောဟဘယ်နဲ့နေတော့ကြာမှာဒါကနဲ့ဖြစ်ပြက်တူမလို့ဘူးလားမှန်ပါအဲ့ဒါဒီတဲ့ဟောဒီညာ ဒီညာကနေပြီးဖြစ်တဲ့တာတွေ့တယ်တဲ့တဲ့ဝိပဿနာပိက္ခညာလို့မှတ်လိုက်ပါတခါတော့သင်္ခါရပိက္ခထိုးတယ်မှန်ပါတပည့်ကြသင်္ခါရပိက္ခကမညာရှိတော့တာမှန်ပါဒီကနေစရှိနေရတယ်ကွာမှန်ပါတပည့်ကြဘယ်တော့ခုတန်တော့ကြာတော့မှန်ပါ